အလောမင်္ဂလာပါဒီနေ့မှာတော့ခဲပကြီးပညာဒနာသင်ခန်းစာဆက်လေးအနေနဲ့နှာခေါင်းရေးဆွဲနည်းကိုတင်ပြပေးမှာဖြစ်ပါတယ်။အရင်ဆုံးနှာခေါင်းရှိတ်လေးကိုရေးလိုက်ပါမယ်။နှာခေါင်းအသေးနေထားလေးရေးမနော်။အရင်ဆုံးစပိုင်းလေးဝိုင်းမယ်။ပြီးရင်နှာတန်လေးရေးမယ်။ပြီးရင်တော့ရှိတ်လေးဖော်လိုက်ပါမယ်။ အသုံးပြေကြမယ်နော်ဒူးပြီနဲ့တပီးညီအရင်ချဲလိုက်မယ်ဒူးပြီနဲ့တပီးညီချဲပြီဆိုရင်ရင်းတဲ့ဘိုင်းတွေကိုဒူးပြီနဲ့ပဲတတ်ချဲမယ်နှာခေါင်းထိတ်နေကလုံးနေရဲ့အတွက်ကြောင့်သူ့ရဲ့ဘေးဘက်တွေကတုံးရင်းရပါမယ်နော်နှာခေါင်းကတုံးပြေရတာခတ်ပါတယ်ဘလို့ခတ်တာလဲဆိုရင်နှာခေါင်းကလုံးဝမနေပဲနဲ့ပြားနေတလို့တွေနှာတမ်းမပေါ်တာတွေအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့် ပြခင်နာတွေအနေနဲ့တေချာလေးယူစားပြီးတော့လိုက်ကြည့်ပါเนาะဘေးဘက်တွေကိုရှင်းပြီးတော့အလဲကအလင်းနေရာလေးကိုဖွားဖွားလေးချဲပြီးတော့ပြပြလေးထားရပါမယ်နှာတန်လေးပုံနေရမှာဖြစ်တဲ့အတွက်နှာတန်ဘေးကနေရာလေးတွေကသုံးရင်းရပါမယ်နှာတန်ပုံနေရမှာဆိုတော့သူ့ရဲ့ direction လေးကအောက်ဘက်ကိုစိုက်မယ်ဒီလိုမျိုးလေးတစားလေးချဲနော်နှကားပလေးနှစ်ခုကလည်းဖောင်းတဲ့ပုံစံလေးမို့လို့ဘေးဘက်တွေကိုတုံးတွေလိုက်ဖြည့်ပါမ မယ်။အလင်းလေးအားလေးကိုပြပြလေးပဲချက်ထားမယ်နော်။ပြီးရဲ့ခါမှာဗလန်တာလေးနဲ့ဗလန်ပါမယ်။ပြီးရင်တော့ဖိုးဘီလေးနဲ့ရင်းတဲ့ဘိုင်းတွေကိုထပ်ချေလိုက်ပါမယ်။ပွပွလေးပဲချေနော်။ဖိပြီးချေရင်ခဲတွေထောက်တတ်တယ်။မြင်းတွေကလည်းစစ်စိတ်လေးဖြစ်နေရမယ်နော်။မြင်းချောင်းတွေချေနေလို့မရပါဘူး။ဖိုးဘီနဲ့သလွာထပ်ပြီးရင်ဗလန်ပါ လူချင်းတဲ့တော့မရသေးတာဖြစ်လို့စစ်ပီကိုတုံးပြီးရောနောက်တစ်လွှာအနေနဲ့ရှင်းတဲ့ပိုင်းတွေကိုခြေပါမယ်ပြီးရင်ဗလန်းပါမယ်ရိတ်လွေလိုတာလေးတွေလိုက်ဖြည့်ပါမယ်နောက်ဆုံးမှာခဲပြပြုတ်လေးနဲ့အလင်းနေရာတွေကိုလိုက်တူပြီးရောအလင်းဖောက်ပါမယ်နော်ဒါဆိုရင်နှာခေါင်းပုတ်လေးပြီးပါပြီအသေးအနေသားလေးကိုတုံးဖြည့်တတ်ပြီဆိုရင်တခြားရှူထောက်တွေကိုလည်းတုံးဖြည့်တတ်ပါပြီနော်ရှူထောက်မျိုးမျိုးကိုလေ့ကျင့်ပါ หน้าวิดีโอมาเปลี่ยนด้วยว่าแม่อาราเวบบาย